မင်္ဂလာပါခမီးမီဒီယာနေပြန်လည်ကြိုဆိုပါရစေ။ခုချိန်မှာတော့ခမီးမီဒီယာနေတပတ်အတွင်းတင်ဆက်ခဲ့တဲ့သတင်းတွေကကောင်းတို့ရာသတင်းတွေကိုစူးစီးတင်ဆက်သွားမှာဖြစ်ပါတယ်။ယခုအစည်းအဝေးမှာကြည့်ရှုနားဆင်ရမယ့်သတင်းတွေကတော့မင်းတမတူပီလမ်းမကြီးမြေပြိုပျက်စီးမှုရှိတဲ့အတွက်ပြုပြင်မှုတွေလှုပ်ဆောင်ပြီးပြန်လည်သွားလာနိုင်ပြီး အိန္ဒိယမြန်မာနယ်စပ်ရှိစစ်ရှောင်ပြည်သူတွေအတွက်ဂူကေးမျိုးသမီးများဆိုင်ရာ လူအခွင့်အရေးအစည်းအရုံး KWHRO မှရူပီးငွေသားကူညီပံ့ပိုးဘလောအမျိုးနယ်မှာရှိတဲ့ဒေသခံပြည်သူတွေဟာမိသည့်ဆက်သွယ်ရေးပစ္စည်းများ အသုံးပြုခွင့်မရှိဘဲတည်င်းအမှောင်ချခံနေရကလေးတိတိန်ကြားအကျံဖတ်စစ်ကောင်စီကနေရဆက်တိုက်ဘုံကျဲတိုက်ခိုက် တီးတိမ်ရီကော်ဒါနဲ့ဆက်ကုံသွယ်ရေးလမ်းမကြီးကိုအကျန်းဖက်စစ်ကောင်စီကဖျက်ဆီးမှုပြုလုပ်ကီမိုအင်စတီကျူက49နှစ်မြောက်ဆလိုင်းတင်မောင်ဦးနှင့်အခမ်းအနားကိုဥဆောင်ကျင်းပမင်းနက်မြို့နယ်မှာကျင့်သုံးမဲ့တတော်မူဝါဒမူကြမ်းကို ထုတ်ပြန်ပြီးမူဝါဒအချော်ရေးဆွဲနိုင်ရန်အတွက်ပြည်သူတွေအကြံပြုချက်ပေးပို့နိုင်မော်ပီးကြီးရွာနှင့်အနီးတစ်ဝိုက်မှာတိုက်ပွဲပြန်လည်ပြင်းထန်နေ စတဲ့သတင်းတွေကိုတင်ဆက်သွားမှာဖြစ်ပါတယ်။သတင်းအပြည့်စုံမှာချင်းပြည်နယ်မင်းနက်မတူပီလမ်းမကြီးမှာ မိုးတဲထန်စွာရွာသွန်းတာကြောင့်မြေပြိုကလမ်းတွေပျက်စီးခဲ့ပြီးဂျွန်လာ၁ရက်နေ့ကနေဂျွန်လာ၂၈ရက်နေ့အထိယာယီလမ်းပိတ်ထားကမင်းနက်မတူပီလမ်းမကြီးကိုဂျွန်လာ၁၈ရက်နေ့ကဆက်လို့ ဆက်ရန်တရားတွေနဲ့ပြုပြင်ဆောင်ရွက်မှုတွေပြုလုပ်ခဲ့ပြီးညံ့ညံဆန်းဆန်းပြီးစီးတဲ့အတွက်ကြောင့်ဂျွန်လ24ရက်နေ့ကစလို့ပြန်လည်အသုံးပြုနိုင်ပြီးလွတ်လပ်စွာပြတ်တမ်းသွားလာနိုင်ပြီဖြစ်ကြောင်းပူပေါင်းဆောင်ရွက်ပေးခဲ့ကြတဲ့ပြည်သူတွေကိုလည်းအထူးကျေးဇူးတင်ရှိကြောင်းမင်းတပ်မျိုးနဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားတာကိုသိရပါတယ်။အိန္ဒိယမြန်မာနယ်စပ်ရှိစစ်ရှောင်ပြည်သူများအတွက်ရူပီးငွေသားကိုကူကီအမျိုးသမီးများဆိုင်ရာ လူအခွင့်အရေးအစီအယုံ KWHRO အဖွဲ့မှဂျွန်လာ19ရက်နေ့မှာကူညီပံ့ပိုးပေးခဲ့တယ်လို့စစ်ရှောင်နေစီကသိရပါတယ်။ကုကေးမျိုးသမီးများဆိုင်ရာလူအခွင့်အရေးအစည်းအရုံးအဖွဲ့ဟာအိန္ဒိယမြန်မာနယ်စပ်နှစ်နေရာတွင် ရောက်ရှိခိုးလုံနေကြသည့်မြန်မာစစ်ရှောင်အင်ချေ80ကျော်ကိုစံစီစားစတဲ့အခြေခံစားနပ်ရိက္ခာတွေကိုဝယ်ယူနိုင်ဖို့ရန်အတွက်တအိန်ထောင်ကိုရူပီ3000ကူညီပံ့ပိုးခဲ့တာဖြစ်ပြီး မြန်မာဆစ်ဆောင်ပြည်သူတွေဟာအလောက်ကန်ရှားပါမှုတွေကြုံတွေ့နေတဲ့အပြင်မိုးတွင်အချိန်ရောက်ရှိလာတဲ့အတွက်အခြားအကူအညီများစွာလည်းလိုအပ်နေတယ်လို့ဆစ်ဆောင်နေစီကသိရပါဗျ။ချင်းပြည်ပလောဝမြို့နယ်မှာ Starlink Internet Line တွေကို AA တပ်ဖွဲ့ကထိန်းချုပ်ထားပြီးဒေတာခံပြည်သူတွေဟာတရင်မောင်ချခံနေရတယ်လို့ဒေတာခံတွေစီကသိရပါဗျ။ပလောဝမြို့သိမ်းတိုက်ပွဲစတင်ခဲ့တဲ့2024ခုနှစ် ဇန်နဝါရီလ3ရက်နေ့အားစလို့ဖုန်းလိုင်းတွေပြတ်တောက်သွားခဲ့တာဖြစ်ပြီးဘလော့ဝမြို့နယ်မှာအေအေရဲ့အုပ်ချုပ်ရေးရန်နေရာလက်ပတ်လာတဲ့နောက်မှာလည်းဒေသခံတွေဟာယခုအချိန်ထိဖုန်းလိုင်းအင်တာနက်လိုင်းတွေအသုံးပြုခွင့်မရရှိကြောင်းသိရပါတယ်။ဘလော့ဝမြို့နယ်တနယ်လုံးဖုန်းလိုင်းရောအင်တာနက်လိုင်းရော ပြတ်တာကြပြီ။ဒါပေမဲ့အေအေနဲ့သူတို့ဆက်ဆက်တဲ့သူတွေတော့အင်တာနက်အသုံးပြုလို့ရတယ်။ ဒေတာခံပြည်သူတွေကို Starlink ဆက်ဝယ်ပြီးတော့လည်းအသုံးပြုခွင့်မပေးဘူး။သူတို့ထိန်းချုပ်ထားတဲ့ပလတ်ဝအပါအဝင် ရခိုင်ပြည်နယ်တွေမှာလည်းပဲဘယ်သူမှ အသုံးပြုခွင့်မရကြဘူး။သူတို့ကတည်င်းအမောင်ချခြင်းနေတာအမှန်ပဲ။ဘလဝဒေတာခံဒီမှာပြည်တွင်းပြည်ပမှာရှိတဲ့အသာသမီတွေစီပတ်စံမှာဖို့အတွက်အဆက်အသွယ်လိုတယ်လေအင်တာနက်လိုင်းရတဲ့စီကိုသွားမယ်ဆိုရင်လည်းအသွားအပြန်9သိန်း6သိန်းဝန်းကျင်လောက်တော့ကုန်တယ် အင်တာနက်အသုံးပြုဖို့တွားပြီးပြန်လာရင်တောင်သူတို့ကဖုန်းကိုစစ်ဆေးတာလို့လောက်ကြသေးတယ်။ခုဟာကအားလုံးနဲ့အဆက်အသွယ်ဖြတ်ထားကြတာလို့ဒေတာခန်တူကခွန်မီမီဒီယာကိုပြောပါတယ်။အေအေတွေဟာပလောဝမြို့နယ်ကဒေတာခန်ပြည်သူတွေအပေါ်မှာချိုးဖောက်မှုတွေအများကြီးလုပ်နေကြတယ်။ဒါကိုပြည်တွင်းပြည်ပမှာရှိတဲ့လူတွေသိရင်သူတို့ကိုမထောက်ခံတော့ပဲဖြစ်မှာကိုကြောက်နေကြတာ။သူတို့မှန်တာလို့ရင်ဘာမှကြောက်စရာမရှိသလိုဘာမှဖုံးကွယ်ထားစရာမှမလိုတာ။ ဒေတာခံတွေအပေါ်မှာသူတို့လောက်တာတွေများနေပြီဒါကိုမသိစေချင်လို့ပဲပြည်သူတွေကိုအင်တာနက်အသုံးပြုခွင့်ပိတ်ပင်ထားတာလို့နောက်ထပ်ပလဝဒေတာခံအမျိုးသားတဦးကပြောပါတယ်ပလဝမြို့နယ်မှာအရခပြည်သူအုပ်ချုပ်ရေးအဖြစ်ဖော်ဆောင်လာတဲ့နောက်ပိုင်းတည်င်းမောင်ချထားတဲ့အပြင် ဒေတာခံပြည်သူတွေကိုဖမ်းဆီးခြင်းစစ်ဆေးခြင်းထိန်းသိမ်းခြင်းနဲ့အသွာအလာကန့်သက်ခြင်းတွေအကြောင်းမဲ့လှုပ်ဆောင်လာကြပြီး ။ဘလဝမြို့နယ်အတွင်းမှာလူအခွင့်အရေးချိုးဖောက်မှုတွေနဲ့အကြမ်းဖက်မှုတွေလည်းတစ်နေ့ထက်တစ်နေ့ပုံမှန်များပြားလာကဒေသခံတွေဟာမိသူတူတယောက်မျှထုတ်ဖော်ပြောဆိုဖို့အတွက်လည်းမဝင့်မရေပဲကြောက်ရွံ့မှုတွေရှိနေကြပြီးနေ့စဉ်နဲ့အမျှလူမှုစီးပွားရေးပိုင်းမှာလည်းအခက်အခဲဒုက္ခတွေခံစားနေကြရတယ်လို့ဒေသခံတွေစီကသိရပါဗျ။ချင်းပြည်နယ်မြောက်ပိုင်းတီးလိမ်မြို့နယ်အတွင်းကို အကြံဖတ်စစ်ကောင်စီကလေကြောင်းနဲ့ပုံကျဲတက်ခတ်မှု၂ရက်ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့်ယတပြည်သူတဦးသေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေတာခန်နီစီကသိရပါတယ်။ခိုင်ကန်းမျိုးနဲ့ငားမိုင်အကွာမှာရှိတဲ့စင်စကန်းအနီးကိုဂျွန်လာ22ရက်နေ့ညနေ4နာရီဝန်းကျင်မှာဘုံကျဲခဲ့တဲ့အတွက်အသက်16နှစ်အရွယ်စင်ထိန်လူငယ်တဦးသေဆုံးပြီးအမျိုးသမီးတဦးဒဏ်ရာရရှိခဲ့ကြောင်းတိုင်းငန်းကြီးရွာနှင့်၄မိုင်အကွာမှာရှိတဲ့ လေထံကုန်းကျွော်ခေါ်တန်မောကိုဂျွန်လ23ရက်နေ့ညနေ9နာရီဝန်းကျင်မှာလဲထက်မှန်ဘုံကျဲခဲ့တာကြောင့်စစ်ဘေးရှောင်းအမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ချင်းပြည်နယ်တီးတိမ်မြို့နဲ့ recorder မြို့ကိုဆက်သွယ်ထားတဲ့နေဆက်ကုံသွယ်ရေးလမ်းမကြီးကိုအကြံဖတ်စစ်ကောင်စီက မြေထိုးဆက် JCB နဲ့ဂျွန်လ26ရက်နေ့မှာဖျက်ဆီးလိုက်ကြောင်းသိရပါဗျ။ တီတိမ်မျိုးအခြေဆိုင်ခလာယ269တရင်ကဂျွန်လာ26ရက်နေ့တွင်တီတိမ်မျိုးအထွက်တီတိမ်နဲ့လမ်ဆန်ကြီးရွာကြားရှိဒက်စီဆိုင်အနားမှာ JCB မြေထိုးဆက်ကြီးနဲ့ကားလမ်းကိုကန့်လန့်ဖြတ်ဒူးဖော်ကဖျက်ဆီးခဲ့ခြင်းဖြစ်ပြီးလက်ရှိမှာယင်ကြီးယင်ငယ်တွေအလုံးအသွာလာပြုလုပ်လို့မရတော့ဘူးလို့ဒေတာခန်ဒီစီကသိရပါတယ်ကီမိုအင်စတီကျူကဥဆောင်ကျင်းပသည့်၄၉နှစ်မြောက်စလိုင်းတင်မောင်ဦးနှင့်အခမ်းအနားကို ွန်လိုင်းဇုံးဖြစ်ဂျွန်လ26ရက်နေ့ညနေ6:00နာရီမှည9:00နာရီအထိကျင်းပခဲ့ပြီးအခမ်းအနားအစီအစဉ်မှာ အဖွင့်အမစကားပြောကြားခြင်းစလိုင်းတင်မောင်ဦးအထုပ်ပတိဖတ်ကြားခြင်းမိခွန်းပြောကြားခြင်းစလိုင်းတင်မောင်ဦးနှင့်ဂုံပြုကပြရွတ်ဆိုခြင်းနှင့်နောက်ဆက်စကားပြောကြားတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။၄၉နှစ်မြောက်အာဇာနည်ကျောင်းသားခေါင်းဆောင်စလိုင်းတင်မောင်ဦးနှင့်အခမ်းအနားတွင် ကီမိုအင်စတီကျုတာဝန်ရှိသူများချင်းကျောင်းသားခေါင်းဆောင်များမန္တလေးတက္ကသိုလ်ဥပဒေဌာနဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများတက်မကအဖွဲ့ချုပ် Spring University Myanmar Federal Aid Burma Gogo Institute စသည့်အဖွဲ့အစည်းများမှတာဝန်ရှိသူများနှင့်တခြားလူငယ်ခေါင်းဆောင်များစုစုပေါင်း25ဦးတက်ရောက်ခဲ့တယ်လို့သိရပါတယ် အာဇာနည်ကျောင်းသားခေါင်းဆောင်ချင်းမျိုးသားဆလိုင်းတင်မောင်ဦးဟာ1952ခုနှစ်တွင်မွေးဖွားခဲ့ပြီး1956ခုနှစ်မှာဆီအနာရှင်တွေရဲ့ရက်ဆက်ရုပ်မှစွာကြိုးပေးတက်ဖြတ်ခဲ့ခြင်းခံရပြီးခေတ်ဆက်ဆက်မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားတိုက်ပွဲဝင်တက္ကသိုလ်ကျောင်းသားများအနက်ဦးနေဝင်အုပ်ချုပ်ခဲ့တဲ့ဆစ်အစိုးရကတေမိန်ချကြိုးပေးခံရတဲ့ကျောင်းသားတူဦးဖြစ်ခဲ့တယ်လို့ မြမသမိုင်းမှာပထမဦးဆုံးနဲ့တူဦးသေးသောတက္ကသိုလ်ကျောင်းသားဒီမိုကရေစီလှုပ်ရှားသူချိုးပေးခံရသူလည်းဖြစ်ပါတယ်။ဆလိုက်တင်မောင်ဦးကိုအင်းစိန်အချင်းထောင်ချိုးတိုက်မှာချိုးပေးခဲ့တာနှစ်ပေါင်း49နှစ်တင်တင်ပြည့်ခဲ့ပြီဖြစ်ပေမဲ့သူနောက်ဆုံးစင်ပေါ်မှာပြောသွားတဲ့မင်းတို့ငါခန္ဓာကိုယ်သာတတ်လို့ရရင်ရမယ်။ဒါပေမဲ့ငါရဲ့ယုံကြည်ချက်နဲ့ယက်တီချက်ကိုဘယ်တော့မှတတ်လို့ရမှာမဟုတ်ဘူး။ မင်းတို့စစ်ဖက်နှက်အောက်မှာငါဘတော်မှဒူးထောက်မှာမဟုတ်ဘူးဆိုတဲ့စကားဟာခေဆက်ဆက်ရှင်သန်နေဦးမှာအမှန်ပင်ဖြစ်ပါတယ်။ချင်းမြင့်နယ်တောင်ပိုင်းမင်းနဲ့မြို့နယ်မှာတစ်တော်မူဝါဒမူချမ်းကိုဂျွန်လာ73ရက်နေ့မှာပြုလုပ်တဲ့မင်းနဲ့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအစည်းအဝေးတွင်တာဝန်ရှိသူတွေဝိုင်းဝန်းဆွေးနွေးအတည်ပြုခဲ့ကြပြီးမူဝါဒအချောသက်အတည်ပြုနိုင်ရေးအတွက်မင်းနဲ့မြို့နယ်မှာပြည်သူတွေအနေနဲ့အ အကြံပြုချက်တွေကိုပေးပို့နိုင်ကြောင်းမင်းနက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဂျွန်လ26ရက်နေ့မှာထုတ်ပြန်ထားပါတယ်။တစ်တော်မူဝါဒမူကြမ်းကိုမင်းနက်မြို့နယ်တစ်တော်ဌာနအနေနဲ့မြို့တိုက်နယ်အဆင့်အထိအဆင့်ဆင့်နေစင်ဟောပြောကခြားပြဆွေးနွေးတော်မှာဖြစ်တယ်လို့ပြည်သူလူထုရဲ့အကြံပြုချက်တွေကိုလည်းရယူမှတ်သားပြီးလာမယ့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအစည်းအဝေးမှာ အချောသက်အတည်ပြုကြမယ်လို့သိရပါတယ်။ မင်းနဲ့မျိုးနဲ့အတွင်းရှိပြည်သူများအနေနဲ့တစ်တော့မူဝါဒမူကြမ်းကိုဖတ်ရှုပြီးမင်းနဲ့မျိုးနဲ့ပြည်သူအုပ်ချုပ်ရေးယုံသို့မဟုတ်မင်းနဲ့မျိုးနဲ့ပြည်သူအုပ်ချုပ်ရေးရဲ့ဆိုရှယ်မီဒီယာစာမျက်နှာမှာ message box တို့ဆွေးနွေးအကြံပြုချက်တွေပေးပို့နိုင်ကြောင်းမင်းနဲ့မျိုးနဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကအတိပေးကြေညာထားပါတယ်ချင်းပြည်နယ်တီးတိမ်မြို့နယ် မော်ပီးချေးရွာနဲ့အနီးတဝိုက်မှာချင်းတော်လရေတပ်ဖွဲ့နဲ့စစ်ကောင်စီတပ်ဖွဲ့တို့နှစ်ပတ်ခန့်တိုက်ပွဲမဖြစ်ပွားပဲညနေရမှာဂျွန်းလ25ရက်နေ့ညနေမှစလို့ပြန်လည်တိုက်ပွဲပြင်းထန်လာပြီးစစ်ကောင်စီဘက်မှ ထိခိုက်ကြဆုံးမှုများကြောင်းနဲ့လက်နက်ခဲယမ်းအများပြားသိမ်းဆီးရမိကြောင်းဒေသအတွင်းသတင်းအရင်းမြစ်က သိရပါတယ်။လက်ရှိမှာတိုက်ပွဲအတွင်းချင်းတော်လန်ရဲတပ်ပေါင်းစုဘက်မှ CNA တပ်ဖွဲ့ဝင်စလိုင်းဟာကလေးနဲ့ ဂျွန်လ29ရက်နေ့မှာ CDF CDM စီရင်တပ်ဖွဲ့ဝင် ခိုင်ခိုင်ခေါ် DG ထောင်ဆန်းခိုင်တို့ကြာဆုံးသွားကြောင်းသိရပါတယ်အကြံဖတ်စစ်ကောင်စီဟာလေကြောင်းတိုက်ခိုက်မှုကိုဂျွန်လ22ရက်နေ့ညနေပိုင်းမှာ ခိုင်ကန်းမြို့အနီးရှိခိုင်ကန်းစင်စကန်ဂျွန်လ23ရက်နေ့ညနေပိုင်းမှာကလေးတီးတိမ်လမ်းမပေါ်ရှိ လေထံကုန်းခေါ်ထံမွာ ဂျွန်လ24ရက်နေ့ညနေပိုင်းမှာထီးဆန်ကော်ဖီချန်တို့ကို3ရက်ဆက်တိုက်ဘုံကျဲခဲ့ပြီးနောက်ဂျွန်လ25ရက်နေ့ညနေပိုင်းကဆက်လို့တိုက်ပွဲပြင်းထန်လာခြင်းဖြစ်ကြောင်းသိရပါတယ်။နားစင်ကြည့်ရှုပေးတဲ့အတွက်ဂျေဇူးတင်ရှိပါတယ်။ကျွန်တော်သောမတ်ပါ